္ဂလာပါရှင်မတ်လ23ရက်နေ့အတွက်နိုင်ငံတကာသတင်းဖြစ်ရပ်တွေကတော့ရွာထဲဘုံမကျဲခဲ့တဲ့တိုက်လေမှုနှစ်ယောက်ကိုတောင်ကိုရီးယားစစ်တပ်စွဲချက်တင်တဲ့အကြောင်းရှေ့တန်းစစ်မြေပြင်ကိုပူတင်ရုတ်တရက်သွားရောက်ပြီးရုရှားစစ်သားတွေနဲ့တွေ့ဆုံတဲ့ဖြစ်စဉ်ပတ်တရားကဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာမြန်မာနဲ့တရုတ်နှစ်ဒါဇင်ကျော်ကိုထားရဲတပ်ဖွဲ့ဖမ်းဆီးတဲ့တဲ့တင်ဒါရီကိုတင်ဆက်ပေးမှာပါ ကျေးရွာတစ်ခုကိုဘုံမှားကျဲမိခဲ့တဲ့တောင်ကိုရီးယားလေတပ်တိုက်လေယာဉ်မှူးနှစ်ယောက်ကိုရာဇဝတ်ကြောင့်အရာဆွဲချက်တင်ထားလိုက်ကြောင်းသိရပါဗါးမတ်လ6ရက်နေ့တုန်းကတောင်ကိုရီးယားလေတပ်ရဲ့ KF-16 တိုက်လေယာဉ်နှစ်စီးဟာစစ်ရေးလေ့ကျင့်ပြန်တန်းရင်လေ့ကျင့်ရေးဆောင်အပြင်ဘက်မှာရှိတဲ့လူနေကျေးရွာတစ်ခုပေါ်ကိုမှာယွင်းပြီးဘုံရှစ်လုံးကျဲချခဲ့ပါတယ်။အဲ့ဒီဖြစ်ရကြောင့်မြန်မာနိုင်ငံသားတအူးအပါအဝင်လူ29ဦးထပ်မံနဲ့ဒဏ်ရာရခဲ့ပြီး နေအိမ်အဆောက်အအုံပျက်စီးမှုတွေပါဖြစ်ပေါ်ခဲ့တာပါမတ်လ23ရက်နေ့မှာတော့တောင်ကိုရီးယားစစ်တပ်ကရာဇဝတ်မှုမြောက်လောက်တဲ့ပေါ်ဆာမှုအတွက်အဲ့ဒီတိုက်လေယာဉ်မှုနှစ်ယောက်ကိုဆွဲချက်တင်ခဲ့တယ်လို့အတည်ပြုပါတယ်လေယာဉ်တွေရဲ့ကွန်ပျူတာစနစ်ထဲပြင်မှတ်နေရာ coordinate တွေကိုလေယာဉ်မှုတွေကမှားထည့်မိခဲ့ခြင်းဟာအခုလိုဆိုးရွားတဲ့လွဲချော်မှုကိုကြုံတွေ့စေတဲ့အဓိကအကြောင်းအရင်းလို့ကာကွယ်ရေးဝန်ကြီးဌာနရဲ့ပြည်မှုစုံစမ်းရေးဌာနကကြေညာခဲ့ပါတယ် အဲ့ဒီဖြစ်စဉ်အတွင်းပဲ့ထိန်စနစ်မပါတဲ့ပေါင်900ပုံရှလုံးကိုတိုက်လေရင်တွေဟာမြောက်ကိုရီးယားနယ်စပ်နားမှာရှိတဲ့ပိုချွန်ရွာထဲကျဲချမိခဲ့တာဖြစ်ပါတယ်။ပိုချွန်နဲ့အနီးတစ်ဝိုက်ဧရိယာတွေဟာတောင်ကိုရီးယားနဲ့အမေရိကန်စစ်တပ်တွေစစ်ရေးလေ့ကျင့်ရာဆုံးနေမြေတွေသတ်မှတ်ထားပါတယ်။လေရင်မှူးနှစ်ယောက်ကိုလေရင်ပြန်တန်းခွင့်ကနေအကန့်အသတ်မရှိဆိုင်းငံ့ထားပြီးအပီးတိုင်ရုတ်သိမ်းတင်သလားဆိုတာကိုလည်းတိကျကြားနာမှုတွေလှုံ့ဆော်သွားမယ်လို့ဆိုပါတယ်။တောင်ကိုရီးယားလေတပ်ဟာ အရက်သားတွေထိခိုက်နေနာခဲ့ရတဲ့အဲ့ဒီမှာရင်ပုံကျဲမှုနဲ့ပတ်သက်လို့လည်းတောင်းပန်ထားပါတယ်။မြောက်ကိုရီးယားကတော့အဲ့ဒီလိုစစ်ရေးလေးကျဲမှုအမှားအယွင်းကဘလောက်အန္တရာယ်များသလဲဆိုတာကိုမြင်သာစေချောင်ဝေဖန်ထောက်ပြခဲ့ပြီးဘုံတလုံးလောက်သာမြောက်ကိုရီးယားပိုင်နဲ့ပဲကြော်လွန်ကြရောက်ရင်နောက်ဆက်တွဲပြဿနာတွေအကြီးကြီးဖြစ်သွားနိုင်တယ်လို့လည်းမှတ်ချက်ပေးသွားခဲ့ပါတယ်ရှင်။ကျော်တင်ကြီးညာမထားတဲ့ခရီးစဉ်အဖြစ်ရုရှားသမ္မတဗလာဒီမာပူတင်ဟာရှေ့တန်းတနေရာကိုရုတ်တရက်သွားရောက်ခဲ့တယ်လို့သိရပါဗျ။ ရုရှားပိုင်နယ်ထဲမှာယူကရိန်းတပ်တွေထိုးစစ်ဆင်ဝင်ရောက်တိုက်ခိုက်ရာကောက်စ်ဒေတာရဲ့ရှေ့တန်းတနေရာကိုမတ်လ12ရက်နေ့မှာပူတင်ရောက်ရှိခဲ့တာပါဒီခရီးစဉ်ဟာရုရှားယူကရိန်းစစ်ပွဲရက်ဆိုင်နိုင်ဖို့ခြေလှမ်းအစားအဖြစ်ရက်30ကြာအပြည့်ရသဘောတူညီရေးအတွက်အမေရိကန်ရဲ့ဂျာဝင်ကမ်းလှမ်းမှုကိုရုရှားဘက်ကစဉ်းစားနေချိန်နဲ့လည်းတိုက်ဆိုင်နေပါတယ်ယူကရိန်းအစိုးရကအမေရိကန်ဦးဆောင်တဲ့အပြည့်ခတ်ရက်စည်ကမ်းလှမ်းချက်ကိုလက်ခံမယ်လို့ပြောကြားခဲ့တဲ့နောက် American Cosley အဖွဲ့ဟာရုရှားနဲ့ဆွေးနွေးမှုတွေကိုအာရုံစိုက်နေပါတယ်။ Gauss ကရှေ့တန်းစစ်စခန်းတနေရာမှာတော့ပူတင်ဟာစစ်ယူနီဖောင်းကိုဝတ်ထားတာတွေ့ရပါတယ်။ပူတင်က Gauss မှာတိုက်ပွဲဝင်နေတဲ့ရုရှားစစ်သားတွေနဲ့တွေ့ဆုံချိန်မှာသူ့ရဲ့ရီမန်းချက်က Gauss ဒေတာတစ်ခုလုံးရန်သူတိုက်ခိုက်မှုကနေအပီးတိုင်ကင်းလွတ်နိုင်ဖို့ဖြစ်တယ်လို့ပြောကြခဲ့ပါတယ်။ပူတင်ရဲ့ခရီးစဉ်ဟာရှေ့တန်းစစ်မျက်နှာမှာရှိနေတဲ့စစ်သားတွေကိုစိတ်တက်မြင့်တင်ပေးဖို့ရည်ရွယ်ဟန်ရှိပါတယ်။ ယူကရိန်းဟာအနာဂတ်မှာရုရှားနဲ့ညှိနှိုင်းရတဲ့အခြေအနေတွေကြုံလာရင်လက်ဆုပ်လက်ကမ်းရှိစေဖို့အတွက် GAS ဒေတာတွေကို2024ဩဂတ်လမှာထိုးစစ်ဆင်ဝင်ရောက်ပြီးရုရှားနယ်မြေတွေကိုသိမ်းယူထားပေမဲ့အခုတော့ရုရှားရဲ့အင်အားအလုံးအရင်းနဲ့တံပြန်ထိုးစစ်ကြောင်းသိမ်းထားတဲ့ရုရှားနယ်မြေအလုံးနီးပါးကိုဆုံးရှုံးထားရပြီးပါပြီ။ယူကရိန်းစစ်တပ်ကလည်းပြီးခဲ့တဲ့သတင်းပတ်တွေအတွင်းရုရှားတပ်တွေရဲ့ဖိအားပေးမှုကြောင့် GAS မှာထိန်းချုပ်ထားတဲ့မြို့ရွာတချို့ကနေဆုတ်ခွာပေးခဲ့ရတယ်ဆိုတာဝန်ခံထားပါတယ်။ မတ်လ12ရက်နေ့မှာတော့ယူကရိန်းစစ်တပ်အကြီးအကဲအိုလက်ဆန်ဒါဆာစကီကယူကရိန်းစစ်သားတွေရဲ့အသက်ကိုအလေးပေးငဲ့ကွက်ပြီးနောက်ထပ်မဟာဗျူဟာမြောက်ဆုတ်ခွာမှုတွေကိုရွေးချယ်သွားဖို့ရှိနေကြောင်းအရေးအမွေပြောကြားသွားခဲ့ပါတယ်ရှင်။ထိုင်းနိုင်ငံပတ်တရားမျိုးကဆောက်လုပ်ရေးလုပ်ငန်းခွင်တချို့မှာတရားမဝင်အလုပ်လုပ်နေတဲ့မြန်မာနဲ့တရုတ်နိုင်ငံသားနှစ်ဒါဇင်ကျော်ကိုဖမ်းဆီးခဲ့ကြောင်းဒေသခံရဲတပ်ဖွဲ့ကပြောပါတယ်။ချွန်ပူရီပြည်နယ်ရဲ့ဒုတိယအကြီးဆုံးမြို့တဲကစင်ခန့်အိမ်ကြီးတချို့ဆောက်လုပ်ရာနေရာတွေမှာ တရားမဝင်အလုပ်လုပ်နေသူနိုင်ငံသား25ဦးကိုဖမ်းဆီးရမိခဲ့တယ်လို့ရဲတွေကဆိုပါတယ်။နိုင်ငံသားတွေကိုစောင့်ကြည့်ဖို့အထူးသဖြင့်ပတ်တရားမှာငားရမ်းထားတဲ့အိမ်ချမ်းမြေတွေကိုတရားမဝင်ဟိုတယ်တွေဖြစ်ဖွင့်လှစ်နေတဲ့တရုတ်နိုင်ငံသားတွေရဲ့လှုပ်ရှားမှုတွေကိုစောင့်ကြည့်ဖို့ပတ်တရားရဲတပ်ဖွဲ့အကြီးအကဲရဲဘုံမှုကြီးရဲ့ညွှန်ကြားချက်အပြီးမှာအခုလိုဖမ်းဆီးမှုတွေကိုလှုပ်ဆောင်ခဲ့တာပါ။ တရုတ်နဲ့မြန်မာအလုတ္တမ40ဝန်းကျင်လောက်ရှိနေတယ်ဆိုတော့ဆောက်လုပ်ရေးလုပ်ငန်းတွေအတချို့အကြောင်းသတင်းပေးတိုင်ကြားမှုကိုလက်ခံရရှိပြီးတဲ့နောက်စုစုပေါင်းအိမ်20လောက်ဖြန့်ကျက်တည်ဆောက်နေတဲ့နေရာ၄ခုကိုရဲတွေကမတ်လ17ရက်နေ့မှာဝင်ရောက်စစ်ဆေးခဲ့တယ်လို့သိရပါတယ်အဲ့ဒီအခါမှာတော့တရားမဝင်မြန်မာအလို့သမားတွေကိုကြီးကြပ်နေတဲ့နိုင်ငံခြားသားတချို့ကိုလည်းစစ်ဆေးတွေ့ရှိခဲ့တယ်လို့ဆိုပါရယ်ရဲတွေကခိုင်မာတဲ့စာရွက်စာတမ်းအထောက်အထားမတင်ပြနိုင်တဲ့ တရုတ်9ဦးနဲ့မြန်မာနိုင်ငံသား16ဦးတို့ကိုဖမ်းဆီးခဲ့ကြောင်းကြေညာပါတယ်။သူတို့အားလုံးဟာထိုင်းနိုင်ငံမှာယာယီနေထိုင်ခွင့်ကိုအသုံးပြုပြီးတရားဝင်ခွင့်ပြုချက်မရှိဘဲအလုပ်လုပ်ခဲ့တဲ့အတွက်စွဲချက်တင်ခံရမယ်လို့သိရပါတယ်။အချက်အလက်တွေအရချွန်ဘူရီဟာမြို့တော်ဘန်ကောက်ပြီးရင်ထိုင်းနိုင်ငံမှာအင်ချမ်းမြေဈေးကွက်တိုးတက်မှုနှုန်းအမြင့်ဆုံးနေမြေတစ်ခုဖြစ်ပါတယ်။2024ခုနှစ်အတွင်းချွန်ဘူရီအင်ချမ်းမြေဈေးကွက်လဲပတ်မှုတန်ဖိုးကဒေါ်လာ၄တသမ9ဘီလီယံလောက်အထိရောက်ရှိနေခဲ့ပါတယ်ရှင်။ People Spring ရဲ့နောက်ဆုံးရနိုင်ငံတကာသတင်းဖြစ်ရတချို့တင်ဆက်ပေးခဲ့တာဖြစ်ပါရရှင်